အသက်၄၀ကျော်အရွယ်အမျိုးသမီးတယောက်ဟာတစ်ဖက်မှာဘေးလွယ်အိတစ်ဖက်မှာတောက်ယူဘူးကိုလွေပြီးဒနင်းမတာဘော်လင်စားတွေနဲ့ကာယင်ထားတဲ့နေအိမ်ပေါ်ကနေဆင်းလာပြီးဓာတ်တလဲကိုလှမ်းယူကနေအိမ်ကနေထွက်သွားခဲ့ပါတယ်တခြားအမျိုးသမီးနှစ်ယောက်ဟာလည်းဓာတ်ကိုစီနဲ့သူမထွက်လာတာကိုစောင့်နေပါတယ်သူတို့တွေဟာမြောက်ဦးမြို့နယ်ဂါရတောင်ကျေးရွာမှာရှိတဲ့စီဘေးချောင်စခင်ကစီဘေးချောင်အမျိုးသမီးတွေဖြစ်ကြပါတယ်စီဘေးချောင်စခင်တွေမှာအကူအညီအထောက်ပံ့နေပေါ်ပြီး စောင်းဝင်းရဲ့အဆင်မပြေတာကြောင့်၃နိုင်လခေချင်းလျှောက်ပြီးသွားရတဲ့တောတောင်စီကိုထင်းခုတ်သွားရင်ပြင်ဆင်နေကြတာဖြစ်ပါတယ်။အဲ့ဒီထဲအသက်၄၅နှစ်အရွယ်ဒေါ်မွန်လင်ဟာအင်ထောင်ဦးစီးအမြင့်သမီးတယောက်ဖြစ်ပါတယ်။သူမမှာအသက်၆နှစ်အရွယ်တပ်တယောက်နဲ့အမတယောက်အပါအဝင်တက်ကြီးပိုင်မိခင်တယောက်ကိုရှာဖွေကျင်းဝင်းနေတာ ဖြစ်ပါတယ်။မိသားစုဝင်းရဲ့တွင်နေမကောင်းတဲ့အရှင်ဆိုရင်လည်း မရက်မနာပဲတောင်ပေါ်တက်ပြီးထင်းတော်ခေါ်ရတယ်လို့အင်ထော်ဦးစီးရဲ့မြို့သမီးဖြစ်တဲ့ဒေါ်မွန်လင်ကယင်ဖွင့်ပြောပြပါတယ်သူမဟာစစ်တွေမြို့နယ်ဝေါ်ဘူးကြီးတော်ကဖြစ်ပြီးတော့စစ်တွေမြို့နယ်အတွင်းစစ်ရဲသင်းလာတဲ့အရှင် ဘိခဲ့တဲ့နှစ်ထုတ်နေစီလေးခုနဲ့နှိစပိန့်ကနဲ့ထွက်ပြေးတင်းချောင်လာခဲ့တာဖြစ်ပါတယ်ထွက်ပြေးတင်းချောင်လာခဲ့ကြတဲ့အရှင်ကဆိုရင်စစ်တပ်မြို့မှာရှိတဲ့စစ်ကုံစီတရင်တွေကလက်နေကြီးပိတ်ခဲ့တာတွေကြောင့်ခေချင်းလျှောက်ပြေးထွက်ပြေးလာကြတာပါအဲ့ဒီရှီတုံးကငွေကြေးအစင်မပြေတာရှိခဲ့တယ်လို့အိမ်မှာရှိတဲ့ပစ္စည်းတွေကိုလည်းယူဆောင်လို့မရခဲ့ဘူးလို့သူမကပြောပြပါတယ်သူမရဲ့မြို့သားဟာရင်ကုန်မြို့မှာဖြစ်ပြီးတော့ရခိုင်ပြည်တွင်တိုက်ပွဲတွေပြင်းထန်လာတာနဲ့အများ ဖုန်လိုင်းအင်တာနက်လိုင်းတွေပြတ်တောက်ခဲ့တာကြောင့်အဆက်တွေပြည့်ပြီးဝဲကွန်နေတာဟာသူ့နဲ့နေဘရှိပါပြီ။အဲ့ဒီလိုနဲ့သူမမှာအင်ထော်ဦးစီးတာဝန်ကိုယူနေရတာဖြစ်ပါတယ်။အရင်တုန်းကဆိုရင် သူမတို့မင်းသားစုဟာရေကန်းလုံငယ်နဲ့အသက်မွေးပြီးပူမဲဝင်းငယ်ရှိခဲ့တာကြောင့်အဲ့ဒီအချိန်တုန်းကအဆင်ပြေခဲ့ကြတယ်လို့သူမက ပြောပြပါဗါး။အခုရှင်မှာတော့သူမမှာပုံမှန်ဝင်နေလို့တွက်ရှာထားလို့မရတော့ဘူးလို့ဆိုပါတယ် ထင်းရှုံးတရားကိုတော့တသောင်းနှစ်ထောင်ကျဲရပါမယ်။တရက်မှာထင်းရှုံးရဲ့တရားတော့မရနိုင်ဘူးလို့ဒေါ်မွန်းလင်ကပြောပြပါဗျာ။တခါတကြငော့စီတခါတကြခေါက်စီရပြလာပါလေ။လေလေပုံတရားငော့စီရနေရပါလေ။ကျွန်တော်ချက်ခံကားကြောက်တရဒုကတရဒုကပုံမှန်ဒုကတရဒုကလုံကမမတယောက်နေနဲ့မလားပါနဲ့ဒီကဲမဆူရကေငော့စီခောက်စီရတဲ့မလားပါဒီငော့စီရကခောက်ထုံအားပါရက်ကင်းစီဘောကနေတုံပေါ်တက်ထင်းခေါ်ရတဲ့လုပ်ကို ြုံးလို့ရတာဟာသူမအတွက်မလေးကူခဲ့ပါဘူးဒါနဲ့တုံပွက်တဲ့ထင်းခေါက်ရတာဟာရင်သူနဲ့နေရတယ်လို့ပဲလို့ဆိုပါတယ်တခါတလေကြာရင်လက်ကနေဓာတ်တွေလဲကြပြီးဒံရရသောတဲ့အရှင်တွေလည်းရှိခဲ့ပါတယ်တခါတလင်ကြာရင်အပူရှိချောင်းတော်မင်းလုံနေတဲ့အထေကဖျက်ပြီးသွားရတာ ရှိတယ်လို့မိုင်းတွေကိုကြော်ပြီးသွားရတဲ့အရှင်တွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်နွေရတီရဲ့အပူရှိကိုအန်တူပြီးတုံပေါ်တက်ထင်းခုံနေရတဲ့အရှင်ဆိုရင်နဖူးကရွှေခေဖျောကိုကြားတာထက် ခဲထားကိုတခွန်းလုံးရေချိုးထားတယ်လို့ဖျားပေးအင်းကိုရောက်တော့တဲ့အခါမှာလဲအဟာရဖြစ်မဲ့အဆအစာကိုမဆက်ရပဲဖြစ်တယ်လို့ဆက်ရတဲ့ဘောကို "तू မမခံစားနိုင်တော့ဘူး"လို့ရင်ဖွင့်ပြောပြပါဗါးပြီးတော့ထင်းခုတ်တဲ့အခါတိတ်မာတွေနဲ့ကြာရင် အမျိုးသမီးအားနဲ့ပခုံးလှင်းနိုင်တာဓာတ်တွေလှင်းထွက်တော့တာရှိပြီးတိတ်မာပိုင်းတွေဆိုရင် "तू မမခိုးရေးဘူး"လို့ပြောပြပါတယ်တုံးဘောကိုတဲတဲ့အရှင်ဆိုရင်လဲတတိလက်သက်လို့မရပဲသက်ခိုင်းတွေကိုဆွတ်တက်လို့မရရင်ဓာတ်တွေနဲ့မြေဘောကို လေကားထဲတွေလုံးပြီးတောင်ပေါ်ကိုတက်ရတာရှိပါတယ်။သူမဟာနားလေးတာကြောင့်တောင်ပေါ်တက်ထင်းခေါက်တဲ့အရှင်ဆိုကြောက်စိတ်တွေဝင်လာတာရှိတယ်လို့အဖော်တွေနဲ့တော်တဲ့အခါအငင်စိတ်ဝင်မင်းတာလေးရှိတယ်လို့ပြောပြပါတယ်။တယ်လာရစကေတခုခုစကေသူကဆန်းပြီးလို့စိတ်လို့ရပါတယ်ဒီကိုကကြာခါထန်းကုန်တယ်လို့ထန်းခွက်နေလို့ဒီနဘကတော့တိရစ္ဆာန်ဖဲ့ဖဲ့တခုခုပြန်ကလေးမနေရတဲ့တိရစ္ဆာန်သူကကိုဘလို့ပြီးလို့ရပါတယ် အတိုင်းမီပြီးကိုကိုဒေါခပိပုတရိဆန်ဆိုတော့ကအကူငင်ထောက်ပံ့နေပါတာအလောက်ကန်ခွင်းလင်းရှားပါတာတွေကြောင့်စီဘီရှောင်းစခင်တွေမှာလက်လုံးလက်ဆော့ဘောနဲ့ရှားဖွေဆက်တောင်းနေတာရှိသလိုအလှခန့်တောင်းရင်ဆက်တရတဲ့အခြေအနေဖြစ်ရောက်တော့ကြတဲ့သူတွေလည်းအများကြီးရှိနေပါတယ်။ ဒေါ်မောလေတို့နေထိုင်တဲ့မြောင်မြွနဲ့စေဘေးဆောင်စခန်းမှာဆိုရင်လူရဲ့၄၀၀နေပါရှိပြီးအဲ့ဒီထဲကလူရဲ့၂၀၀ကျော်လောက်ဟာတုံပွတ်တက်ထင်းခုတ်ပြီးရှာဖွေစက်တနေရတယ်လို့ဆိုပါတယ်။အခုလိုတုံပွတ်တက်ပြီးထင်းခုတ်စမ်းနေရတာဟာဒေါ်မောလေတို့နေထိုင်တဲ့စေဘေးဆောင်စခန်းတစ်ခုလေးတော့မဟုတ်ပါဘူး။ရခိုင်ပြည်မြောက်ပိုင်းမှာရှိတဲ့မြောက်ဦးကြောက်တော်ပူနဂျန်ရသေးတော်စတဲ့မြို့နယ်တွေကစေဘေးဆောင်စခန်းတွေမှာလည်းအခုလိုလောက်ကင်စက်တောင်းနေတာတွေရှိပါတယ်။ အဲ့ဒီထဲတော်တော်များများကအမျိုးသမီးတွေဖြစ်ကြပါတယ်။ရခိုင်ပြည်တွင်တတရတကြောပြန်တိုက်ပွဲစတင်ဖြစ်ပေါ်ခဲ့တဲ့အချိန်ကစပီးထွေပြည်တင်းချောင်လာကြတဲ့စီပေးဆောင်အိုးရဲ့ငါတင်းနီဘတ်ထိရှိပါတယ်။အဲ့ဒီထဲရဲ့အမျိုးသမီးတွေကပုံများတာတွေ့ရတယ်လို့စီပေးဆောင်ရဲ့ကိုကြီးဆောင်ရဲ့ပေးနေသူတွေကသိရပါတယ်။ဒေါ်မိုးလင်လိုပဲအသက်90ရဲ့ဒေါ်နေရီဟာလည်းမင်းသားစုဝင်ရဲ့အတွက်တောင်ပေါ်တက်ပြီးထင်းခုံနေသူတယောက်ဖြစ်ပါတယ်။သူမကတော့ဒေါ်မိုးလင်နဲ့ထင်းတော်ခောက်တဲ့အရှင်ဆို ကျွန်တွေ့ရတဲ့အခြေအနေကိုအခုလိုပြောပြပါတယ်လောပကြခဲ့ပဲခိုးလို့မရရပြန်ရရတရင်ခါကောဘယ်တော့ဟိုဟိုမှာတုံးမှာရောက်လောက်ခါလို့တော့ဝါထားရခိုးတို့ကမကတော့တုံးပေါ်တဲ့ထင်းခေါ်ရတဲ့အလောက်ကဒေါ်မွန်လင်တက်ခက်ခဲကျင်းတင်းပေမဲ့ဒီအလောက်ကိုသူစမ်းလဲလို့မရဘူးဖြစ်နေပါတယ်ဘာလို့လဲဆိုရင်သူမရဲ့အိမ်မှာအမြတ်သားမရှိတာကြောင့်ငွေချတဲ့အလောက်ကိုသူကတာဝန်ယူထားပြီးအဲ့မှဖြစ်သူကတော့အိမ်မုန်းကိစ္စနဲ့နေမကောင်းဖြစ်နေတဲ့မိခင်အိုကို ုစုစောင့်ရှောက်ဖို့တာဝန်ယူထားတာပါသူတို့မိသားစုတစ်ခုလုံးဟာဒေါ်မွန်းလေးရဲ့ဝင်ငယ်အနည်းငယ်ကိုအားကိုးနေရတာဖြစ်ပါတယ်ဒေါ်မွန်းလေးရှာလို့ရလာတဲ့ငွေကြေးနဲ့လေမိသားစုတစ်ခုလုံးစားတဲ့ရမှာကလုံလောက်မှုမရှိဘူးလို့ဒေါ်မွန်းလေးရဲ့အမဖြစ်သူ အသက်60ရဲ့ဒေါ်စိုးရင်ကအခုလိုရှင်းပြပါတယ်မလုံးနိုင်ရဘူးမှာငါးရဟိုအစံတိုင်းနေပြီးပြီးထွက်တာပုံလေးကဟုတ်ကဲ့ 他们开车不当开车啊，在那里他们在开车，木头在开，我都说给你伢子都说大家努力。ရခိုင်ပြည်တွင်တိုက်ပွဲတွေကြောင်းလက်ခီပိတ်ဆို့ခင်ထားရတဲ့အတွက်ကွန်စင်းနှုံးတွေလည်းဇစ်တုံထိုးမြင့်တက်လျက်ရှိပါတယ်။ရခိုင်ပြည်တွင်မြို့နယ်စစ်ခနဲမျိုးရှိတဲ့အထက်မြို့နယ်စစ်လက်ခုကိုအာရခတက်တော် A ကတင်းပိုက်ထင်းရှောက်ထားပါတယ်။ဒါ့ပေမဲ့အာရခတက်တော် A တင်းပိုက်ထင်းရှောက်ထားတဲ့မြို့နယ်တွေကိုစစ်ကောင်စီလေကြောင်းကလည်းမကြာခဏ ုံကျဲတက်ခိုက်တာတည်းရှိနေတော့လုံချုံရဲ့အရာအာရခတက်တော်အေကစီဗစ်ချွန်တရဲ့နေရဲ့ပြင်ရဲ့ကိုဆိုင်နဲ့ထတာရှိပါသေးတယ်။အဲ့ဒါတွေကြောင့်ဒေါ်မုံလင်တို့လိုအင်ထောဥစဉ်မြို့သမင်းတွေအတွက်တနေ့တာဆက်သက်ရဲ့မှာပိုပြီးအခက်တွေ့ရပါတယ်။တတရပညာရဲ့အတွက်လဲဒေါ်မုံလင်တယောက်တွေ့ပုံနေရတာပါ။ဒေါ်မုံလင်မှာတတရကိုပညာတည်းစီရှင်တဲ့ဆင်နားရှိပါတယ်။အခုကတော့တနေ့စံတနေ့ရှာပွေဆက်သက်နေရတာကြောင့်တတ်ပညာရဲ့ကိုအလစ်မပေးနိုင်တော့ဘူးလို့သူမကပြောပြပါတယ်။မိခင်တယောက်အနေနဲ့ တာနဲ့မခွင်းမခေါ်နေလို့တဲ့ဆင်သာရှိပေမဲ့ဒေါ်မိုးလင်တို့မင်းသားစုမှာတနည်းစာတနည်းရှာဖွေစက်တန်းနေရတာမို့တောအရာကနေမထပ်သေးတဲ့အရှင်ကနေသူမမှာတုံပေါ်တဲ့ထင်းသောခေါ်ရပါတယ်တခြားမင်းသားစုတွေမှာသက်သမင်းတွေနဲ့မခွင်းမခေါ်နေနိုင်ကြပေမဲ့ဒေါ်မိုးလင်တို့လိုမင်းသားစုမှာတော့တနည်းစာတနည်းရှာစားရတာမို့တနဲ့အနေကမနေနိုင်တဲ့ဘောကိုလေသူမစိတ်ပြင်းမိတယ်လို့ဆိုပါတယ်အဲ့ဒီလိုအခြေအနေတွေကိုခါစီခင်ရင်အင်ထော်ဦးစင်းမြို့သမီးဖြစ်တဲ့သူမမှာ လက်စင်ထောက်ပင်ကြရဖို့နဲ့တစ်ပွေးတွေဘင်းစုံသွားရင်အင်ပြန်ရဖို့ကိုပဲမျှော်လင့်လို့နေပါတယ်